တောင်ကြနေကရုရှားနိုင်ငံမော်စကိုမြို့တော်မှာကျင်းပခဲ့တဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့နှစ်80ပြည့်ခန်းနာမှာတရုတ်သမ္မတရှီကျင်းပြင်တက်ရောက်ခဲ့ပြီးနှစ်နိုင်ငံစစ်ရေးမဟာမိတ်ခိုင်မာမှုကို ပြသခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်မှာရုရှားတို့ကနာဇီဂျမနီကိုအနိုင်တိုက်ထုတ်နိုင်ခဲ့ခြင်းအထိတ်မှတ်ချီတက်ပွဲဟာကမ္ဘာနိုင်ငံရေးစက်ကုံမှာရုရှားနိုင်ငံရဲ့ကြီးမားတဲ့အခမ်းအကဏ္ဍကိုပြသဖို့လဲရည်ရွယ်ပါတယ်။လက်ရှိကမ္ဘာမှာအာနာရှင်နိုင်ငံတွေရဲ့ချင်းကြောင်နိုင်ထက်စီးနင်းပြမှုတွေကို ရုရှားနိုင်ငံနဲ့လက်တွဲရင်ဆိုင်သွားမယ်လို့လည်းသမ္မတရှီကျင်းဖင်ကခရမလင်နန်းတော်မှာပြောဆိုပါလေ။တရုတ်နိုင်ငံနဲ့ကုံသွေးစစ်ပွဲဆင်နွှဲနေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ယူကရိန်းကျူးကျော်မှုအတွက်ရုရှားနိုင်ငံကိုဝိုင်းဝန်းပိတ်ဆို့ရည်ရွယ်မှုတွေကိုအခုလိုရည်ညွှန်းပြောဆိုခဲ့တာပါ။တရုတ်ရုရှားနိုင်ငံအပြန်အလှန်ယုံကြည်မှုတွေပုံမနှက်ဆိုင်လာပြီးလက်တွေ့ကျကျပူးပေါင်းဆောင်ရွက်မှုတွေကနိုင်ငံမဟာမိတ်ဆက်ဆံရေးကိုပုံမခိုင်မြဲလာစေတယ်လို့လည်းသမ္မတရှီကပြောဆိုခဲ့တာပါ။ဒီခဏကို တရုတ်သမ္မတရှီကိုရိုင်တက်ရောက်လာတာဟာသမ္မတပူတင်အတွက်ဂုဏ်ယူစရာလက္ခဏာဖော်ဆောင်နေပြီးဘရာဇီးသမ္မတဆီဗာပြီးရင်လက်ရှိအင်အားကြီးနိုင်ငံခေါင်းဆောင်တယောက်အနေနဲ့တက်ရောက်လာတာလည်းဖြစ်ပါတယ်။ယူကရိန်းချူချော့စစ်နောက်ပိုင်းရုရှားနိုင်ငံဟာအနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့ရေးယူခံနေရတဲ့အတွက်စွန့်အင်နဲ့ကုန်ကြမ်းတင်ပို့မှုအတွက်တရုတ်နိုင်ငံကိုအထူးအားကိုးလာရပါတယ်။ 2023ခုနှစ်ကလည်းနှစ်နိုင်ငံကုန်သွယ်မှုအမေရိကန်ဒေါ်လာ244ဘီလီယံနဲ့ရုရှားနိုင်ငံရဲ့အထူးကစီးပွားရေးကုန်သွယ်ပတ်နိုင်ငံဖြစ်ခဲ့ပါလေ။နှစ်နိုင်ငံစီးပွားရေးစည်ရေးတန်တမာရေးအကန့်အသတ်မရှိပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ကိုလည်း2022ခုနှစ်ဖေဖော်ဝါရီလကတည်းကသဘောတူလက်မှတ်ရေးထိုးထားတာလည်းဖြစ်ပါလေခင်ဗျာ။